ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ထုံးစံတိုင်းဘောလုံးပွဲတင်ဆက်ပေးနေ Jason Sport Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရနော်မနေ့ကဆိုလို့ရှိရင်ကျွန်တော်ဒါဟိုမနေ့ကပွဲကြီးပွဲကောင်းလေးလည်းပါတော့ကျွန်တော်ဒါနှစ်ပွဲရွေးချယ်ပေးခဲ့တယ်ဗျာနော်မနေ့ကဒါတင်းခွင်းနေနေတူကကျွန်တော်ဒါ Brighton ပွဲရေကျွန်တော်ဒါ Napoli ပွဲရေနော်နှစ်ပွဲရွေးချယ်ပေးခဲ့တယ်အဲဒီဘက်မှာတော့ဒါ Brighton ပွဲမှာကျွန်တော်ဒါ Wahan Body နဲ့ Napoli Body နော် Body ကတော့ဒါနှစ်ပွဲလုံးဇုံရသွားတယ်ဗျာနော်ဂိုးပေါင်းကတော့ဒါနှစ်ပွဲလုံးကျသွားတယ်ဒါနှစ်ပွဲလုံးဂိုးအောက်သွားတဲ့ကြောင့်ဂိုးပေါင်းကျသွားတယ်ဗျာနော်အဒီနေ့မှာလည်းဒါထပ်ပြီးတော့ဒါအကောင်းဆုံးနော်ဒါ Premier League Legend ပွဲရေ Spain La Liga Legend ပွဲရေနှစ် နှစ်ပွဲရွေးချယ်ပေးရတယ်ဗျာနော် အရင်ဆုံးအနေနဲ့ဒါကျွန်တော်တို့ဝူးနဲ့ဒါမန်ချက်စတာယူနိုက်တက်ရဲ့ပွဲစဉ်လေးအရင်ဆုံးသုံးသပ်ပေးခြင်းလေဗျာနော်ဝူးအနေနဲ့ကနောက်ဆုံးကပကစားထားနေရမှာဆိုရင်ဒါ၅ဘောလုံးရှုံးပြီးတော့လောလောဆယ်ဒါတန်းစင်းဆုံးရဲ့နော်ဟိုးအောက်ဆုံးနေရအဆင့်20မှာရက်တည်နေရဗျာနော်ဝူးအနေနဲ့ကကျွန်တော်တို့ဒါဒီနေ့ရတီမှာဆိုလို့ရှိရင်တော်တော်လေးကိုဒါအခြေအနေဆိုးရွားတယ်ပေးကိုတွေလည်းခွင့်ပြုထားပြီးတော့ဒါဟိုအင်ခွင်းရောဝေခွင်းရောရှုံးပွဲတွေတော်တော်လေးကိုရင်ဆိုင်ထားရတယ်အတင်းလည်းဖြစ်တယ်ဗျာနော်တော်တော်လေးရုန်းကန်နေရတယ်အတင်းဖြစ်တယ်မန်ယူကတော့ဒါနောက်ဆုံးကပကစားထားနေရမှာဆိုရင်ဒါတပွဲနိုင်၃ပွဲတည်တပွဲရှုံးနေလောလောဆယ်ဒါအဆင့်17မှာရက်တည်နေရဗျာနော် န်ယူကဒါဒီနေ့ရာဒီမှာဆိုလို့ရှိရင်အဝေးကွင်းပိုင်းမှာဆိုရင်တရာဒီလုံးမှာဒါနှစ်ပွဲသာရှုံးထားပြီးရောเนาะအသင်းတော်တော်များများကိုလည်းဒါတေးရီလောက်ထိခံကန်နေရတယ်ဗျာเนาะခုနောက်ပိုင်းစီဆိုလို့ရှိရင်မန်ယူကเนาะတေးရီတမှတ်ရအောင်เนาะမနေ့စ조사ရုံးကန်ပြီးတော့ကန်နေရတာကိုတွေ့ရတယ်ဗျာเนาะခြေလည်းတိတ်မမှန်ဘူးဗျာ နောက်ဆုံး၅ပွဲတဆုံမှုနောက်ဆုံး၅ကြိမ်တဆုံမှုမှာဆိုလို့ရှိရင်လေဒါဝုအနေနဲ့ကတော့ကျွန်တော်ဒါ၂ပွဲနိုင်ပြီတော့မန်ယူကတော့ဒါ၃ပွဲနိုင်နေတယ်เนาะတဆုံမှုပိုင်းမှာတော့မန်ယူကတာထားတယ်ဒီနေ့မနက်အစောပိုင်းပေါက်ကြီးကမန်ယူကနေတလုံးကို35ပြဆာဂိုးပေါင်းက၃လုံး50ဆာနဲ့စတင်ထားတယ်ဗျเนาะပေါက်ကြီးရတော့ဒါမန်ယူနေနဲ့ဒါနှလုံးသွင်းမှအပြစ်စားရမယ်ဂျိမ်းမဖြစ်တယ် ဲ့တော့ဒါလက်ရှိမှာဒါခြေစားပိုင်းဆိုးရွားနေတယ်เนาะပေးကိုတွေခွင့်ပြုပြီးဒါခန်းခန်းစက်ပိုင်းတွေမှာအားနေချက်တွေအများကြီးရှိတဲ့ဘူးနဲ့ဒါမန်ယူကလည်းဒါလက်ရှိမှာအလိုအချက်တွေအများကြီးရှိနေတဲ့အသင်းဖြစ်တယ်ဗျာเนาะမန်ယူအနေနဲ့ကတော့ဒီနေ့ပွဲမှာတော့ကျွန်တော်စိတ်ထင်တော့တည်ရသူမဟုတ်ဒါတကောလောက်နဲ့တော့ကတ်နိုင်လိမ့်မယ်လို့တော့ထင်တယ်ဗျာเนาะအဲ့တော့ဒီနေ့ပေါက်ကြီးကတလုံး35ပါးစားဆိုတော့ကျွန်တော်ဒီနေ့မန်ယူဘော်ဒီကိုကျွန်တော်ကြိုက်တယ်မန်ယူဘော်ဒီပဲရွေးပါတယ်ဗျာเนาะကိုဘောင်ကတော့350စားဆိုတော့ဒီနေ့ပွဲမှာဒါကိုအောင်နိုင်ကြီးလည်းများသလိုကိုဘောင်နိုင်ကြီးလည်းများတယ်ဗျာเนาะအဲ့တော့နှစ်သင်းလုံးကဒါခန်းစစ်ပိုင်းတွေမှာအားနေချက်တွေရှိတဲ့ အတွက်ကြောင့်ဟောနော်ပြီးလို့ရှိရင်သူတို့တွဆုံခဲ့တဲ့ပွဲတွေမှာဟောနေစံ၃လုံးလောက်ထိပေါ်ထားရလဲတွေ့တယ်လို့ဒါဟိုခိုးအောင်ထားရတယ်နော်1 C 2 C လောက်နဲ့ပြီးသွားတဲ့ပွဲတွေလည်းရှိရဲ့ဗျဘယ်လိုဖြစ်ဖြစ်ကျွန်တော်တို့ဒီနေ့၃လုံး50စာဆိုတဲ့ဂျေးပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒါနှစ်သိန်းလောက်ဒါလက်ရှိမှာခန်းစစ်ပိုင်းနေအားနေနေတာကြောင့်ခိုးပေါ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်နေစံ၃လုံးလောက်ထိတော့ပေါ်လောက်မယ်ထင်တယ်ဗျနော်2 1လောက်ထိသွားမလားတော့မသိဘူးအဲ့တော့ကျွန်တော် main body နဲ့ခိုးပေါ်ကိုကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကကျွန်တော်တို့ဒါ အိုဆာဆူနာနဲ့ဒါလီဗန်တေးရဲ့ပွဲစဉ်ဖြစ်တယ်ဗျနော်အိုဆာဆူနာလည်းဒါနောက်ဆုံး၅ပွဲကစားထားတဲ့နေရာမှာဆိုရင်တပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရှုံးတယ်ဒါလို့ဆိုရင်ဒါအဆင့်ဆက်ခွန်မှာရက်တည်နေတယ်တန်းစင်းဆောင်တဲ့မရောက်အောင်နော်တန်းစင်းဆောင်တဲ့ကနေလွတ်အောင်ဒါမနေ့ရုံရုံကန်ရတော့မယ်အသင်းနေဖြစ်တယ်ဗျနော်လီဗန်တေးကလည်းဒါနောက်ဆုံး၅ပွဲကစားထားတဲ့နေရာမှာဆိုရင်တပွဲနိုင်၄ပွဲရှုံးတယ်အဆင့်20မှာရက်တည်နေတယ်ဗျနော်နှစ်သင်းလုံးကတော့တန်းစင်းဆောင်တဲ့မှာဒါမနေ့လွတ်အောင်ကြိုးစားရတော့မယ်ဒါအသင်းနေဖြစ်နေတယ် ဒီနှစ်သင်းလုံးရတာနောက်ဆုံးတွေ့ဆုံမှု၅ချိန်ကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လေဥစားဆူနာကတော့၃ချိန်နိုင်လာပြီးတော့လီဗန်တစ်ကတော့၁ချိန်နိုင်၁ချိန်သေးကစားထားတယ်ပဲเนาะတွေ့ဆုံမှုပိုင်းမှာဆိုလို့ရှိရင်ဒါဥစားဆူနာကတာတယ်ဗျာเนาะအင်ကွင်းပိုင်းနေမှာဆိုလို့ရှိရင်လေဥစားဆူနာကနိုင်ထားတာများတယ်ဒီနေ့မနေ့အစောပိုင်းပေါက်ကြီးကလည်းဒါဥစားဆူနာကနေပြီးတော့တစ်လုံးကို60စာ၉ဘောင်းကနှလုံးအပြည့်ရှုံးနေစတင်လာတယ်ဗျာเนาะ โอซาซูนาတော့ကြာဒီနေ့ရဒီမှာအင်ခွင်းပိုင်းရတာအရင်ကောင်းနေရဲမပါဘူးဆိုပေမဲ့မစိုးဘူးလို့တော့ပြောလို့ရတယ်ဗျာเนาะတော်တော်များများအသင်းတွေကိုလည်းတေးတေးကစားထားတယ်အချို့အသင်းတော်တော်များများကိုလည်းဒါအနိုင်ပြထားတာတွေ့ရတယ်ဒီနေ့ပေါက်ဒီနေ့ပေါက်ကြီးကလည်းတလုံး60စားဆိုတော့โอซาซูนาအနေနဲ့ဒီနေ့ပွဲမှာတော့ကျွန်တော်စိတ်တင်တေးသုံးမဟုတ်တကိုးလုံးနဲ့ကတ်နိုင်လိမ့်မယ်လို့ထင်တယ်ဗျာเนาะအဲ့တော့ဒီနေ့โอซาซูนา body ကိုကျွန်တော်ကြိုက်ပါတယ်အကိုးပေါင်းကတော့ဒါနှလုံးအပြည့်ရှုံးဆိုတော့ အဲနှလုံးပြည့်စုံဆိုတော့ကျွန်တော်ပေါက်ကြေးရကြည့်မယ်ဆိုလို့ရှိရင်ဒီပွဲလေးရတာတော့ဒါဂိုးအောင်နိုင်ကြီးလည်းများတယ်ဗျာနော်ဂိုးအောင်နိုင်ကြီးလည်းများတယ်ပြီးတော့တို့တွတ်ဆောင်ခဲ့တဲ့ဟိုဒါသမိုင်းနေရောနော်ပြီးလို့ရှိရင်ဒါလက်ရှိတို့အင်္ဂလိပ်ဝင်ဆန်းဆောင်ချက်တွေကျွန်တော်ပြန်ခြုံကြည့်မယ်ဆိုလို့ရှိရင်လည်းဂိုးပေါ်ဖို့တော့ရာဂိုင်တုံးကအနည်းတယ်ဗျာနော်ဂိုးအောင်နိုင်ကြီးများတယ်အနည်းဆုံးဒါ11 10 20လောက်နေပဲပြီးွားလိမ့်မယ်လို့ထင်တယ်ဗျာနော် ဲ့တော့ဒီနေ့ပွဲမှာကျွန်တော်တို့အိုဆာဆူနာဘော်ဒီနဲ့ဂိုးအောက်ကိုရွေးပါတယ်ဗျာနော်ဟိုဒီနေ့ကတော့ကျွန်တော်နှစ်ပွဲပဲတင်ခဲ့ပေးတယ်ဒါ channel ပွဲတွေတော့ကျွန်တော်ဒါဟို Telegram channel Viber channel မှာကျွန်တော်ဒါတင်ပေးမှာပြောနော်ဒါညကျရင်မောင်းကတ်တွေလည်းတင်ပေးမယ်အထုံးတဲ့ line မှာကျွန်တော်ဒါဗီဒီယိုလေးအောင်မှာဆိုလို့ရှိရင် link လေးချပေးထားရပြီเนาะ live join ကြပါအောင်လို့ဖိတ်ခေါ်ပါရစေဗျဒီနေ့တော့ဒါတော့ပါပဲဗျနောက်နေ့ champion league ရင်လည်းအကောင်းဆုံးပြန်လာခဲ့ပဲ